မင်းသွေးရဲ့ရုပ်ချင်းစင်တူတဲ့သူကိုတွေ့မြင်ခဲ့ရတဲ့ခိုင်နေဝီရဲ့ရှင်ပြူပဲမင်းသွေးကတော့ရွေးမတိုင်းခင်မှာကျွေးလင်းခဲ့ရတဲ့အမှုပညာရှင်တွေထဲမှာတင်ရောက်ပါဝင်ဖြစ်ပါတယ်အောင်မြင်မှုတွေစတင်ရရှိနေတဲ့အချိန်မှာမင်းသွေးကကွယ်လွန်သွားခဲ့တာမို့ပြည်သက်တွေကလည်းအချမ်းကိုနှမျောတသဖြစ်နေခဲ့ကြတာပါမင်းသွေးက2018ခုနှစ်မှာကွယ်လွန်ခဲ့တာဖြစ်လို့ခုဆိုရင်ကွယ်လွန်သွားခဲ့တာ6နှစ်ကျော်နေပါရှိလို့နေပါပြီ။ မင်းတွေကိုဆုံရှုံလိုက်ရတာကအခုဖြစ်သူနေတူးတို့အတွက်လည်းကြီးမားတဲ့ဆုံရှုံမှုကြီးဖြစ်ပါတယ်။သူရဲ့နုပညာရေးချင်းတွေကိုအထင်းသားမြင်တွေ့နိုင်တဲ့မုံဆွဲရုပ်ရှင်စကားကြီးကိုပြန်ကြည့်နိုင်ပရိသတ်တွေကမင်းတွေကိုတတိယနေကြတာပါ။ပြည်ခရရက်ကခိုင်နှင်းဝေတို့ရှင်ပြူပွဲမှာမင်းသွေးကိုပြန်လဲတတိယသွားစီမဲ့အခိုက်အတန့်လေးဖြစ်သွားခဲ့ပါတယ်။ခိုင်နှင်းဝေကသူ့ရဲ့သားတွေကိုရှင်ပြူပွဲကျင်းပပေးခဲ့တာအားလုံးလည်းဒီပါ။ တားဆန်းရောက်ကိုရှင်ပြူပေးခင်တာဖြစ်ပြီးခန်းခန်းနာနာကိုကျင်းပါခင်တာပါ။ဒါပြင်စံချချိန်မှလည်းမင်းသမီးမင်းသားတွေနဲ့ညူပညာရှင်တွေကိုခေါ်ကာကူညီခိုင်းခဲ့တာပါ။ဒီထဲမှာမှရွှေမုံရည်နဲ့ရွှေထူးတို့ညောက်ကလည်းအငားမိပါအနေနဲ့ရှင်ပြူတဲ့အချိန်မှာစံချပေးနေခဲ့တာပါ။သူတို့နှစ်ယောက်ဆန်ချပေးတာကိုကူညီနေတဲ့အချိန်မှာအမတ်တရဗီဒီယိုလေးကိုရိုက်ကူးထားခဲ့ကြပါတယ်။အဆိုပါဗီဒီယိုထဲမှာပါလာတဲ့သူကမင်းသွေးနဲ့ရန်ကိုတူနေခဲ့တာပါ။ ရွှေမော်ရည်ဒီနဲ့ရွှေထူးတို့ရဲ့နောက်မှာတခြားကလေးကိုဆန်ချပေးနေတဲ့ရဟန်းဝေတပါးကမင်းသွင်းနဲ့ရုပ်ရည်အနေငယ်လာဆင်နေကြတာပါ။ရွှေမော်ရည်ဒီတို့ကိုရိုက်ထားပေးတဲ့ဗီဒီယိုထဲမှာမင်းသွင်းလို့ထင်ရလာအောင်ကိုဆင်တူနေကြတာပါ။ဘေးတစောင်းအနေထားနဲ့ကြည်လိုက်ရင်ဆင်တူနေတဲ့အတွက်ပြည်သက်တွေကဗီဒီယိုကိုကြည့်ရှုရင်းသတိထားမိသွားခဲ့ကြတာပါ။ရုပ်ချင်းချွတ်ဆွတူတာမျိုးမဟုတ်ပဲမျက်နှာပေါက်ပုံစံသွားဆင်နေကြတာပါ။ ခိုင်နူးရဲ့ရှင်ပြူပွဲကိုကြွလာပြီးတဲ့ယဟန်ကမင်းသွေးနဲ့ဆင်လိုက်တာဆိုပြီးပြိတ္တတွေကပြောဆိုနေကြတာပါမင်းသွေးကိုခဏတာတတိယသွားခဲ့ကြတာပါမင်းသွေးခွယ်လွန်သွားခဲ့တာချပြီးဆိုပေမဲ့သူ့ကိုချစ်တဲ့ပြိတ္တတွေကတော့အခုချိန်ထိမမေ့နိုင်ကြသေးပါဘူးလူတူမချားနမေတူမချားဆိုသလိုခုလိုရုပ်ချင်းစင်နာတွေကဖြစ်တတ်ကြတဲ့အရာတွေဖြစ်ပါနေနေတို့ရမိသားစုကတော့ခုချိန်ထိမင်းသွေးအတွက်ကောင်းမှုကုသိုလ်တွေအများကြီးလုပ်ပေးနေကြတာပါ မင်းသွေးကွယ်လွန်တဲ့အချိန်မှလည်းနီတူကနိုင်ရီပြီးမှသာသနာပောင်းတဲ့ကိုကုသိုလ်ပြုလုပ်ဖို့ဝင်သွားခင်တာပါတိုက်ဆိုင်တဲ့အချိန်တိုင်းမှာမင်းသွေးကိုတတိယချောင်းအင်တာဗျူးမှာဖြေပါတယ်နီတူအိမ်အောင်ချပြီးတဲ့နောက်ပိုင်းမှာမိဘတွေက မြေးဖြစ်တဲ့ဂုံရှိန်တိုးကိုမင်းသွေးဝင်စားတယ်လို့ယုံကြည်နေကြတာဖြစ်ပါတယ်ဂုံရှိန်တိုးရဲ့အချင်းစရိုက်တွေကမင်းသွေးနဲ့ဆင်တူတယ်လို့သာထင်နေကြတာပါ နေတိုးကတော့မင်းသွင်းလို့ယတိပြတ်မထွေးထားပေမဲ့လည်းမင်းသွင်းဖြစ်ရင်ပိုကောင်းတာပေါ့ဆိုတဲ့တွေးမျိုးသာထွေးထားတာဖြစ်ပါတယ်။နေတိုးကညီဖြစ်သူမင်းသွင်းကိုအမှုပညာနယ်ပယ်မှာလက်တွဲခေါ်ခဲ့ပါတယ်။ဗီဒီယိုစကားခင်မာတို့ကလည်းမင်းသွင်းနဲ့အတူတူစကားတွေများကြီးကိုရိုက်ကူးခဲ့ပါတယ်။မင်းသွင်းကဗီဒီယိုစကားခင်မာတိတ်ပြီးတော့အောင်မြင်မှုမရရှိခဲ့ပေမယ့်ရုပ်ရှင်စကားကြီးမှာစရိုက်တဲ့အချိန်မှာတော့သူကာရိုက်တာနဲ့လိုက်ဖက်တဲ့စကားကိုရွေးချယ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့လဲကာရိုက်တာကတထက်တန်းကြကအောင်မြင်မှုတွေရရှိလာခဲ့တာပါဒါပေမဲ့လည်းကံမကောင်းစွာနဲ့ပဲမင်းသွေးကအောင်မြင်မှုတွေရရှိနေချိန်မှာကွယ်လွန်သွားခဲ့ရတာပါသူနယ်ရင်းနှီးတဲ့အမှုပညာရှင်တွေဆိုရင်လည်းခုချိန်ထိတတိယကလွမ်းဆွနေကြတော့မဲဖြစ်ပါတယ်